ဲ့တုံးကပါဖရားတဲ့တပည့်တော်ရက်ွက်ရုံကရောင်းစားတဲ့ရောင်းစားတော့တော့မဟုတ်ပါဘူးဖရားတဲ့မန္တလေးရက်ွက်တခုခုကနေရောင်းစားတယ်ကိုသိရပါတယ်တဲ့အဆက်အသွယ်ရလာဥစဉ်မေးတဲ့အခါမှာအရင်ကရဒီမှာပြည်ဦးလွင်ရက်ွက်ကြေးရွာတခုမှာစစ်မှုထိုင်းရန်ဝယ်ယူရတွင်မန္တလေးမှာမြည်တူအမြည်မြည်တူအမြည်ရောင်းမျက်နာမှာလည်းတတူးတတူးနဲ့ရက်ပူပူမှလာရောက်ပို့ဆောင်တယ်ကိုသိရပါသည်တဲ့အခုဒီနေ့ဖုန်းဆက်တော့မရတော့ပါဘူးဖရားတဲ့ကလေးပျောက်ဆုံးဒီမှာတစ်တော်မှာတင်ထားပါတယ်ဖရားတဲ့တပည့်တော်တို့ကဈေးရောင်း၍အတက်မွေးရာဒီဖြစ်၍အဆက်အသွယ်လုံးဝလုံးဝမရှိဘူးကုညီပေးပါဖရားတဲ့ ကလေးရဲ့မှတ်ပုံတင်ပြုလို့မရသေးဘူးပေါ့နော်မှတ်ပုံတွေကတပည့်တော်တို့အတွက်အကြံဉာဏ်လဲအကူအညီပေးပါအောင်နဲ့အဲ့ဒီဦးလွေမှာဒီလူစစ်ကိုရောင်းသားတော့လက်ခံတဲ့ဖုန်းနံပါတ်မှာခွင်ကို1တင်း6850ဟောတလုံးက490 530ခွင်တုံညာလေးဖုန်းနှလုံးကပြည်ဦးလွေကလက်ခံဝယ်ယူသူရဲ့ဖုန်းနံပါတ်ဖြစ်ပါတယ်ဗျာတဲ့မန္တလေးပို့ဆောင်သူဘက်ကတော့ဘလို့အဆက်အသွယ်မှမရပါဗျာတဲ့မန္တလေးရောင်းသားသူဘက်မှာဘလို့မှလက်ဆက်အသွယ်မရဘူးဗျာတဲ့ဆရာတော်ဒါဥစဉ်စီအကူအညီတောင်းတာပေါ့နော်လက်ခံသူဘက်မှာအတန်ဖိုင်လေးတော့ရှိပါတယ်ဗျာတဲ့မပို့တတ်ဖြစ်နေတယ်တဲ့ ပြီးခဲ့တဲ့နေ့လောက်ကပြည်ဦးလွန်မှာရှိနေဖုံးဆက်တွေ့မရပါဗျာတဲ့အခုဒါတပည့်တို့လည်းဒုက္ခများနေကူညီပေးပါဗျာတဲ့အမီပေါက်စားတဲ့အဖေနာမီမှာဥထက်နောင်နဲ့ပြည်ဦးလွန်ရက်ွက်ကျေးရွာတစ်ခုခုအတွက်စစ်မှုထမ်းလူမရ၍မန္တလေးမှာ45တိန်းနဲ့ဝယ်ယူကြောင်းသိရှိရပါတယ်ဗျာတဲ့တပည့်တို့ဘလို့လောက်ရမလဲဗျာတဲ့ဦးစန်းစီမှာတော့အိမ်တော်ဇရာတွေပါပြီးတော့အကုန်ပို့ထားပါတယ်နော်အတက်ကျော်လူကျမ်းမာကြီးချွင်းကြက်ချင်းစစ်မှုထမ်းကလက်မခံပါဘူးတချို့မှတင်တန်းရောက်ပြီးပြန်ပို့လိုက်တဲ့ဟာတွေလည်းဘာဖြစ်လို့ပြန်ပို့လိုက်တာတော့ဆိုတော့ဆက်ရှစ်ဆက်ရှစ်နှစ်ပြည့်ဖို့အတွက်ကိုတဲ့ လူတွေလို့တပြို့တော့လက်မခံတာဖရားတဲ့။ဒါမျိုးတွေပြန်လာတဲ့ဟာတွေအများကြီးပါနော်။အဲ့တော့ပြည်ဦးလွန်မှာဒီကလေး15နှစ်နဲ့ခေါ်ထားတဲ့အုပ်ကြီးတွေမှရှိရင်ရောင်းစားရတူမှရှိရင်ဦးစင်းရဲ့ like ကိုကြည်ကြီးမှခင်ဗျားတို့မိဘထံကိုအများဆုံးပို့ဆောင်ပေးပါလို့ဦးစင်းနေနဲ့မေတ္တာရက်ခံကြပါလေနော်။အဲ့လိုမှမေတ္တာရက်ခံလို့မှမရဘူးဆိုခေါ်တဲ့တူရောရက်ွက်ရောအုပ်ကြီးတွေရော အကောင်လုံးထောင်ထဲကိုကြီးရမယ်ထောင်ထဲကိုသွားရမယ်ဆိုတော့တတိပေးကြမှာနော်ဒါမှမဟုတ်အတက်ဆက်ရှင်နေပြီလို့နိုင်ငံတော်ဝန်ထမ်းဆောင်ရတာတော့ဥစဉ်တော့လက်ခံတယ်အတက်မပြေးတဲ့ကလေးတော့လက်မခံပါဘူးနော်ဒါလေးလည်းပြောချင်ပါတယ်ခင်ဗျားတို့လှုပ်ချင်းဒီတက်မတော်ပုံရိပ်ကြပါလိမ့်ဗျာနော်တက်မတော်ရဲ့ပုံရိပ်ကြတယ်အဲ့တော့ခင်ဗျားတို့ကိုရကွက်ကကို့အနေထားခေါ်ကြပါဒီပြင်လူရောင်းရောင်းဝယ်နဲ့ခေါ်လို့ရှိရင်နိုင်ငံတော်ကလည်းခွင့်ပြုမှာမဟုတ်ဘူးဆိုတော့တိတိကျကျမှလည်းဗျာအားလုံးပါပဲဗျာအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့အတက်မပြည့်သေးတဲ့ကလေးကိုစစ်မှုထမ်းဥပဒေကြောင်းပြရောင်းစားခဲ့ဖြစ်စဉ်ကိုဖော်ထုတ်လိုက်တဲ့ပေါက်ကူတော်ရုတ်တန့်အပြင်အေယာဝတီတိုင်းလူမျိုးရေးအတွက် PDF ရဲဘော်များနဲ့အတူပြည်သူများရှိပေးရန်ပြည်အောင်စုဝင်ကြီးဦးရီမွန်တိုက်တွန်းလိုက်တဲ့ထူးခြားသတင်းပါတင်ဆက်ပေးခြင်းပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUGE ကာကွယ်ရေးဝင်ကြီးဦးရီမွန်က AWR တိုင်းလူမျိုးရေးအတွက်တိုက်ပွဲဝင်နေသည့်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ PDF ရဲဘော်များနဲ့အတူပြည်သူများအနေဖြင့်ဆက်လက်ရှိပေးရန်ပေါင်းစုယုံညီအောင်ွယ်စီတို့ပြန်လာပြီး AWR ကမ်ပိန်းဖွင့်ပွဲခမ်းနားတွင်တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။ လက်ရှိအချိန်တွင်လူငယ်များသည် PDF ရဲဘော်များအဖြစ်အသက်နှင့်ဘဝရင်းကတော်လန်ရေးတိုက်ပွဲများတွင်ပါဝင်နေကြသလိုတစ်ဖက်တွင်လည်းတော်လန်ရေးပြည်သူများကချွေးနှဲစာမှဖြစ်နိုင်သမျှထောက်ပံ့မှုများဖြင့်ဤတော်လန်ရေးခီးကိုအတူတကွဖျက်ဆီးပြီးဟုဦးရီမွန်ကပြောကြားခဲ့ပါသည် ဒီဒေါ်လာရဲ့အောင်ပွဲရဲ့ရလဒ်ကအင်မတန်ကြီးကျယ်ခမ်းနားပါလိမ့်မယ်ကျွန်တော်တို့နိုင်ငံအတွက်ခေတ်သစ်စနစ်တစ်သမိုင်းတစ်ကိုဖန်တီးနေတဲ့ဒေါ်လာရေးပါကျွန်တော်တို့အားလုံးယင်းနီးယားကျိုးနှက်ပါလိမ့်မယ်ဟုဝင်ကြီးဦးရီမွန်ကပြောကြားထားပါတယ်ဝင်ကြီးကဒေါ်လာရဲ့ပုံများအတွက်အားထားရမှာပြည်သူများသာဖြစ်ကြောင်းအေယာဝရီတိုင်းလွတ်မြောက်ရေးအတွက်တိုက်ပွဲဝင်နေသည့် PDF ရဲပေါ်များနဲ့အတူအေယာဝရီတိုင်းနဲ့မြန်မာပြည်တော်ဝန်ကတော်လန်ပြည်သူများအားလုံးအတူတကွဆက်ရှိပေးကြပါဟုပြင်းကနှုတ်ဆက်ခဲ့ပါတယ် မျိုးလေးမင်္ဂလာပါဗျာဒီနေ့က16ရက်9လပိုင်း2000နဲ့မှ25ဖြစ်ပါတယ်ဗျာဒီနေ့ကတော့စစ်မှုထမ်းဥတွေနဲ့ပတ်သက်ပြီးမှဒါဥသိန်းကိုမလိုင်းမော်ကနေအခုကြီးတောင်းထားတဲ့အရာလေးပေါ့နော်ဒါဒကမာကြီးတယောက်ကအခုကြီးတောင်းထားတဲ့ဟိုဒူတာလေးက15နှစ်ပြည့်ပြီဆိုတာလေးကိုရှင်ဖျားတဲ့အခုကြီးပေးပါဗျာတဲ့အဲ့တော့အားလုံးကတော့ဝင်လိုက်ပါမှာတော့ဥစဉ်ကကုညီတောင်းတဲ့တူတွေကတော့အများကြီးပါဗျာเนาะဒါနဲ့ဥစဉ်လည်းကိုကုညီကိုကဥစဉ်ကအားလုံးကိုကုညီပေးချင်ပါတယ်ဥစဉ်ကပေးနိုင်တဲ့အချိန်ကြီးအချိန်ခါတော့မရှိပါဘူးဥစဉ်တို့လည်းဒီပဇက်စပီကာဖြစ်ပဲ ဒီသူကိုအကျိုးပြုပေးတာလောက်ပဲဦးဇင်းတို့ကလည်းတန်းနိုင်တော့ဗျာနော်အဲ့တော့ပထမဦးဆုံးဆိုတာဖြစ်မန္တလေးပြည်သူစစ်တီအားလုံးကိုဒါဦးဇင်းပြောချင်ပါတယ်ဗျာမန္တလေးပြည်သူစစ်တီကိုဘာဩဝါဒပေးချင်တယ်လဲဆိုလို့ရှိရင်မန္တလေးပြည်သူစစ်များအားလုံးဆိုးဆိုလို့ရှိရင်ကြော်စွာဆိုလားဘယ်လိုဆိုလားဒါမျိုးပြည်သူစစ်အမိခံပြီးမှဒီနော်လောက်စားနေတဲ့အရာတွေအများကြီးပေါ့မရှိဆင်းရဲသားတွေကိုလိမ့်နေညာတာတွေအများကြီးပဲเนาะဒီဖုန်းနံပါတ်တွေတော့ဥစဉ်မပြောသေးပါဘူးသူကဘယ်လိုလုပ်ပေးမလဲဆိုတော့ဥစဉ်ကြည့်နေရေပေါ့เนาะ နောက်ပြီးတော့ဟုတ်လားအများကြီးအများကြီးဟိုတလောကလည်းအောင်မြတ်တမ်းမှာအိမ်တိန်အိမ်လာကငှားထားတယ်အဲ့ဒီအိမ်ငှားထားတာကဘိုလ်ချုပ်ကတော်ကငှားထားတယ်အဲ့ဒီဘိုလ်ချုပ်ဆိုတာတမမှုကတော်ပေါ့နော်အဲ့တမမှုဘိုလ်ချုပ်ကလည်းမြကြီးနားဘက်မှာထောင်ကျထားတဲ့ဒရင်ခံရုံနဲ့ဒရင်ရတယ်နော်ဒီစေရဲ့ဥရေကြီးကိုဖောက်ထားတဲ့ကြောင့်ဘိုလ်ချုပ်ကတော်ကလည်းငှားထားတယ်ထွက်မပြေဘူးပါဘူးပေါ့နော်လာမှမပြေသေးရဘယ်ရထွက်ပြေမလဲအဲ့တော့တွဲကငှားတော့တိန်တုံးရနဲ့ငှားတယ်တိန်တုံးရနဲ့ငှားတော့ဟုတ်လားတိန်တုံးရနဲ့ငှားရွှေ့တယ်ပေါ့နော်ရွှေ့တယ်ပေါ့ယူစစ်ပါညာမှာတနက်လဲပါတယ်လို့ပြောတယ်စုံစမ်းကြည့်တော့ပြုစစ်ဖွဲထဲမှာမရှိဘူးအဲ့ဒါပြီးတော့မုံဆိုးမတူဦးလည်းဒီတိုင်းပဲအဲ့ဒီတကာကနေပြီးမှဟိုပါပေါ့နော် လိန်နေတဲ့ရွှေရွှေလိန်နေညာလဲညာလာပေါ့နော်နာမည်ဦးစင်းတို့ဒါအများကြီးပါပဲအတူတူလိန်ထားတဲ့အရာတွေကနော်နာမည်ကပြည်သူစစ်ကားတဲ့ကျော်စီရလို့ခေါ်တယ်နော်ဟိုကူကြီးတော်တော်နဲ့ငွေ330လိန်သွားတယ်တူဦးကတော့တိန်း300လိန်သွားရနော်အဲ့ကျော်စီရဆိုတဲ့ပြည်သူစစ်နာမည်ဦးစင်းတို့မှာမရှိဘူးပေါ့မကြဘူးပေါ့နော်ဒါလေးလဲအားလုံးဒါပြည်သူများအားလုံးတွေ့စေချင်ပါတယ်ဥစဉ်တို့လည်းနေရာတွေကလိုက်ပြီးမှဝင်ဆက်ဖက်လို့မရဘူးเนาะအဲနဲ့ဥစဉ်တို့ပြည်သူစစ်ကဆိုတဲ့အတွက်ကြောင့်ဥစဉ်ကမန္တလေးမှာဆိုလို့ရှိရင်ပြည်သူစစ်အားလုံးရဲ့ နားတော့အဖြစ်ပြုစစ်တေးရဲ့ခေါင်းပေါင်းနေနဲ့ဥစဉ်အကုန်လုံးရင်းနေတယ်ဆရာတကာလည်းဖြစ်တယ်အကုန်လုံးတော့မတိနိုင်ဘူးပေါ့နော်အဲကြောင့်အကုန်လုံးခေါင်းဆောင်နေဖြစ်တော့ခေါင်းဆောင်နေဖုံးဆက်တဲ့ခါမှာနော်မရှိဘူးပေါ့နော်အဲ့တော့ပြုစစ်တေးဒါပြုစစ်တေးအကြောင်းလားလာပြီးမှတိုင်ကြတယ်ဥစဉ်ဟောနော်အဲ့တော့တိုင်မာအမနာမနဲ့တိုင်မာခေါင်းပေါင်းနေပူတည်ရင်ပို့ပြီးမှဥစဉ်ကကူညီပေးလို့ရပါတယ်နော်ပြုစစ်တေးရက်ွက်ထဲမှာမတရားလုပ်တယ်မတရားအနိုင်ကျင့်တယ်မတရားလူပွားဝတယ်ပြည်သူပေါ်ဆိုရင်တော့တိုင်မာမားတထောင်သားတွေဆိုတော့အမားနဲ့တော့မကင်ဘူးဒါနဲ့ခွန့်လွတ်လို့မရတယ်ခွန့်လွတ်လို့ရတဲ့အမားရှိတယ်ခွန့်မလွတ်လို့ရတဲ့ခွန့်လွတ်လို့ရတဲ့အမားရှိတယ် ဒါနဲ့ဦးဇင်းတို့ပြည်သူပြည်သားတွေပေါ်အနိုင်ကျင့်တဲ့ဟာမျိုးဆိုလုံးဝလုံးဝဦးဇင်းတို့ကလက်မခံပါဘူးနော်အဲခေါင်းပေါင်းတစ်ခါလေကြတော့ခေါင်းပေါင်းနေကိုယ်တိုင်လည်းပြည်သူတို့အတွေ့အကြုံအားလုံးကိုမသိနိုင်ဘူးနော်အဲ့တော့ပြည်သူစစ်တမ်းမှာပြည်သူစစ်အကြောင်းဆောင်နေရှိတယ်အဲ့တော့ပြည်သူစစ်အားလုံးကိုပြောချင်တာကခေါင်းပေါင်းအားလုံးကိုဦးဇင်းပြောချင်တာကပြည်သူစစ်ရဲ့အနေနဲ့ကိုယ့်ရဲ့အောက်လက်လက်တာခေါင်းပေါင်းမှန်တယ်များဟုတ်ခြေတန်းကိုထွက်ခိုင်းမှာခြေတန်းကိုနော်တိုက်ဖူးတဲ့ရှိအောင်လဲထွက်ခိုင်းမှာဒါမှတို့အတွေ့အကြုံလဲရလိုက်မယ်ဒါမှပြည်သူစစ်လောက်ရတာလွယ်လားမလွယ်လားဆိုတော့သိလိုက်မယ်အခုကပြည်သူစစ်ရဲ့ခွဲခေါင်းပေါင်းနေခြေတန်းမှာထွက်ဖူးတာတွေအများကြီးနော်မများကြီးတကယ်လို့လို့ရှိရင်တော့တကယ်ဦးဇင်းကကာပါပေးနိုင်တယ် တကယ်လို့ကိုကူညီလို့ရတဲ့အရာဆိုရင်တော့နော်ပြောပြရတဲ့လူကြီးတွေကိုခြေထားလည်းမထွက်ဘူးခြေထားလည်းမတိုက်ဘူးဘယ်မှာလည်းမသွားဘူးပြည်လူလူတွေလည်းအကျိုးမပြုဘူးတိုက်မိတယ်လည်းအကျိုးမပြုဘဲနဲ့အခွင့်အရေးရချင်းလို့ပြည်သူတွေလုပ်တယ်ဆိုတော့ဥစဉ်တော့တော့ကာပါမပေးတယ်ပြင်ဥစဉ်တော့တော့တွန့်လွှတ်လိုက်မယ်ဆိုတော့ဘိန်းလို့ပေါ့သွားမြဲမင်းနဲ့တန်တဲ့နေရာလောက်ဆိုပြီးပဲဥစဉ်တော့လွှတ်လိုက်မှာပဲရှိပါတော့အဲ့တော့ပြည်သူစေကောင်းပေါင်းနေအများအနေနဲ့ကိုယ့်ရဲ့တပည့်တွေကိုယ့်အောက်ကကောင်းပေါင်းနေကိုဖြေဝဲခေါ်ပြီးပေါ့နော်အဲ့လိုမျိုးလေးတွေပြောပြဖို့ရည်ကြီးတယ် ပြီးတော့ပြူတွေကိုအနိုင်မကျင့်ဖို့ပြူတွေကိုနော်နိုင်လူကြီးစင်းမလုပ်ဖို့ပြူတွေကိုနှွေးထွေးမှုပေးဖို့ဟာကိုခဏခဏပြောပြပါလို့ဥစဉ်နေနဲ့မေတ္တာရခံနေမှာနော်ဒါတခုပေါ့နော်ဥစဉ်စီကိုအကူညီတောင်းတာကတော့ရှိတယ်ဗျာနော်ဒါလည်းဆိုစာတော်ဖရာရတဲ့တပည့်တော်သားလေးဒီအသက်35နှစ်မပြည့်သေးပဲနဲ့မန္တလေးတနေရာမှာပြည်ဦးလွင်ရက်ွက်ကျေးွာတခုတို့စစ်မှုထမ်းရန်အတွက်ရောင်းစားခံရရေးကူညီပေးပါရန်လူတွေသာရှောက်ထားပါတယ်ဖရာတဲ့ကလေးအမိမှာမောင်ဟန်ဝင့်ကိုဖြစ်၍ပေးထားတော့အမိမှာမောင်ပေါ့စာဖြစ်ပါသည်တဲ့ကလေးရဲ့မွေးဖွားတက်ကတဲ့မှာ24ရက်5လ2010ဖြစ်ပါသည်တဲ့ကလေးရဲ့အိမ်တော်ဇာယမှာ အရှင်မွေးလာမှာကြောင်းသားကအားလုံးပါလေ24ရက်9လ2020တာဖြစ်ပါသည်တဲ့ချမ်းမြသာစီမြို့နယ်အမှန်9ယုံကာကြီးနေရက်ွက်အိမ်မက်90 93ကပါခရားတဲ့တပည့်တော်ရက်ွက်ယုံကရောင်းစားတဲ့ရောင်းစားတာတော့မဟုတ်ပါဘူးခရားတဲ့မန္တလေးရက်ွက်တခုခုကနေရောင်းစားတယ်ကိုသိရပါတယ်တဲ့အဆက်အသွယ်ရလာဥစဉ်မေးတဲ့အခါမှာအရင်ကရဒီမှာပြည်ဦးလွင်ရက်ွက်ကြေးရွာတခုမှာစစ်မှုထိုင်းရန်ဝယ်ယူရတဲ့မန္တလေးမှာမြည်တူအမြည်မြည်တူအမြည်ရောင်းညနာမှာလဲတတူးတတူးနဲ့ရက်ပူမှာလာရောက်ပို့ဆောင်တယ်ကိုသိရပါသည်တဲ့ အခုဒီနေ့ဖုန်းဆက်တော့မရတော့ပါဘူးခင်ဗျာတဲ့ကလေးပျောက်ဆုံးဒီမှာတစ်တော်မှာတင်ထားပါလေခင်ဗျာတဲ့တပည့်တော်တို့ကဈေးရောင်း၍အတက်မွေးရာတွေဖြစ်၍အဆက်အတွဲလုံးဝလုံးဝမရှိဘူးကုညီပေးပါခင်ဗျာတဲ့ကလေးရဲ့မှတ်ပုံတင်ပြုလို့မရသေးဘူးပေါ့နော်မှတ်ပုံတင်ကတပည့်တော်တို့အတွက်အကြံဉာဏ်နဲ့ကုညီပေးပါအောင်တဲ့အပြည့်ဦးလွေမှာဒီသူစီကိုရောင်းစားတော့လက်ခံတဲ့ဖုန်းနံပါတ်မှာခွင်ဘူးဒီဒီ60 90အတက်လုံးဟာ90 90ခွင်တို့ညာလေးဖုန်းလုံးကဒီဦးလွေကလက်ခံဝယ်ယူသူရဲ့ဖုန်းနံပါတ်ဖြစ်ပါတယ်ခင်ဗျာတဲ့ မန္တလေးပူဆောင်လူဘက်ကတော့ဘယ်လိုအဆက်အသွယ်မှမရပါဗျာတဲ့မန္တလေးရောက်စားလူဘက်မှာဘယ်လိုမှလက်ဆက်အသွယ်မရဘူးဗျာတဲ့ဆရာတော့ဒါဥစဉ်စီကူညီတောင်းတာပေါ့နော်လက်ခံလူဘက်မှာအတန်ဖိုင်လေးတော့ရှိပါတယ်ဗျာတဲ့မပို့တတ်ဖြစ်နေတယ်တဲ့ပြီးခဲ့တဲ့နေ့လောက်ကပြည်ဦးလွန်မှာရှိနေဖုံးဆက်အသွယ်မရပါဗျာတဲ့အခုဒါတပည့်တော်တို့လည်းဒုက္ခများနေကူညီပေးပါဗျာတဲ့အမိပေါ့စားတဲ့အဖေနာမိမဥထက်နောင်နဲ့ပြည်ဦးလွန်ရက်ွက်ကြေးဝါတစ်ခုခုအတွက်စစ်မှုထမ်းလူမရ၍မန္တလေးမှာ45တိတ်နဲ့ဝယ်ယူကြောင်းသိရှိရပါတယ်ဗျာတဲ့ တပီတော်တို့ဘလို့လောက်ရမလဲဖရားတဲ့ဥစဉ်စီမှာတော့အိမ်တော်ဇရာတွေပါပြီးတော့အကုန်ပို့ထားပါတယ်နော်ကလေးက15နှစ်ပဲရှိပါသေးတယ်ဒါ15နှစ်ပဲရှိတဲ့အတွက်ကြောင့်ဥစဉ်စီကိုဒါအကူအညီတောင်းတာပေါ့နော်အဲ့တော့ပြည်ဦးလွင်မှာဖုန်းနံပါတ်တွေလည်းပေးထားတယ်ဘယ်ရောက်ကဆိုလဲဆက်သွယ်ပြီးမှာနော်စစ်မှုထမ်းကလည်းဒါမျိုးဆိုရင်အတက်မပြေတဲ့လုံးဝလုံးဝလက်မခံပါဘူးနော်အတက်ကျော်လူကျမကြီးချွင်းကြက်ရှက်စစ်မှုထမ်းကလက်မခံပါဘူးတချို့မှတင်တန်းရောက်ရပြန်ပို့လိုက်တဲ့ဟာတွေလည်းဘာဖြစ်လို့ပြန်ပို့လိုက်ထားတော့ဆိုတော့ session session နှစ်ပြည့်ဖို့အတွက်ကိုတဲ့လူတွေလို့ပြောတော့လက်မခံတာဖရားတဲ့ ဂါမျိုးတွေပြန်လာတဲ့ဟာတွေအများကြီးပါနော်အဲ့တော့ပြည်ဦးလွန်မှာဒီကလေး15နှစ်နဲ့ခေါ်ထားတဲ့အုပ်ကြီးတွေမှရှိရင်ရောင်းစားရတူမှရှိရဲဦးစင်းရဲ့ like ကိုကြည့်ပြီးမှခင်ဗျားတို့မိဘထံကိုအများဆုံးပို့ဆောင်ပေးပါလို့ဦးစင်းအနေနဲ့မေတ္တာရက်ခံကြပါလေနော်အဲ့လိုမှမေတ္တာရက်ခံလို့မှမရဘူးဆိုခေါ်တဲ့သူရောရက်ွက်ရောအုပ်ကြီးတွေရော အကုန်လုံးထောင်ထဲကိုကြေးရမယ်ထောင်ထဲကိုသွားရမယ်ဆိုတော့တတိပေးကျင်ပါတော့ခင်ဗျားတို့အတက်ဆက်ရှင်နေပြီလို့နိုင်ငံတော်ဝန်ထမ်းဆောင်ရတာတော့ဥစဉ်တော့လက်ကန်နဲ့အတက်မပြေးတဲ့ကလေးတော့လက်မခံပါဘူးเนาะဒါလေးလည်းပြောကျင်ပါတယ်ခင်ဗျားတို့လှုပ်ချင်းတီတက်မတော်ပုံရိပ်ကြပါလိမ့်ဗျာเนาะတက်မတော်ရဲ့ပုံရိပ်ကြတယ်အဲ့တော့ခင်ဗျားတို့ကိုရကွက်ကကို့အနေထားခေါ်ကြပါဒီပြင်လူရောင်းရောင်းဝယ်နဲ့ခေါ်လို့ရှိရင်နိုင်ငံတော်ကလည်းခွင့်ပြုမှာမဟုတ်ဘူးဆိုတော့တည်စေကျင်ပါတယ်ဗျာအားလုံးဒါပါပဲဗျာ